မင်္ဂလာပါဗျာ2025ခုနှစ်အော်တိုဘာလ25ရက်နေ့မင်္ဂလာနံနက်ခင်းဖြစ်ပါတယ်ဒီမင်္ဂလာနံနက်ကလေးမှကျွန်တော်ပြောချင်တာတော့ကျွန်တော်ပြောကြတယ်ကျွန်တော်မိတ်ဆွေတွေကအမေကနိုင်ငံရေးလေပါတီနိုင်ငံရေးလေလူတွေတက်မလို့ထောက်ခံနေတယ်တဲ့တက်မလို့ထောက်ခံနေလူတို့ကမကြိုက်ဘူးတဲ့လူတို့မကြိုက်ချင်ဘယ်မဲရမလဲဆိုတော့ကျင့်တတ်တယ်တက်မလို့ထောက်ခံလို့မမပေးဘူးဆိုလို့မပေးနိုင်ပါဘူးဒါပါတတ်တယ်ပါဟုတ်လားဒါကတော့ကျွန်တော်ဝန်းနေနေစီရလည်းမလို့ကျွန်တော်လုံနေတာအာဏာနိုင်ငံကြီးကိုလုံတာလည်းမဟုတ်ဘူးမြို့သားနိုင်ငံကြီးကိုလုံနေတာ ာနာနိုင်ငံကြီးဆိုအာနာရမနေရာရမရာဓုရမဆိုနိုင်ငံကြီးကိုကျွန်တော်လုံတာမဟုတ်ဘူးကျွန်တော်လုံတာဒီမြို့သားနိုင်ငံကြီးပဲ national policy ပဲအဲ့တော့တက်မတော်ကိုချင်းတက်မတော်ကောင်းချောင်းပြောလို့တက်မတော်ထောက်ခံလို့မမပေးဘူးဆိုရင်မပေးပါနဲ့တော့ခွင့်လွတ်ပါတယ်နော်တက်မတော်မကောင်းပြောမှတက်မတော်စော်ကားပုတ်ခတ်မှရမယ်မင်းမျိုးတွေလည်းကျွန်တော်မလိုချင်ပါဘူးတာဦးဆိုပထမနေ့လည်းကျွန်တော်ပြောချင်ပါတယ်ကျွန်တော်နိုင်ငံရဲ့နိုင်ငံကြီးကဘာမှမဟုတ်ဘူးဗျ ကျွန်တော်ဒီဇိုင်းမမတ်ပြောနေကျွန်တော်ပြောနေတာဒီနိုင်ငံအရေးနိုင်ငံအရေးလို့ကျွန်တော်ပြောနေတာဒီဒီစကားတွေကျွန်တော်တို့နိုင်ငံနိုင်ငံရေးကဘာမှမဟုတ်ဘူးရှင်းရှင်းလေးကျွန်တော်တို့နိုင်ငံအပေါ်မှာဘယ်ပြည်ပနိုင်ငံမှာကျေးဇူးမရှိဘူးနော်ဒါကျိုးလို့လို့ညောင်ရီသွန်းတဲ့လူတွေကြီးပဲကျွန်တော်တို့နိုင်ငံကိုတတ်မတော်နဲ့ပြည်သူ တွေးခွဲတဲ့အလုပ်ကိုဒီဇိုင်းမှမနှစ်ပေါင်းများစွာလုပ်သွားတာသူတို့ရဲ့တက်ကက်ပြည့်သွားတယ်အောင်မြင်သွားတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့နိုင်ငံဒီလိုအဖက်ကက်ကယိုယွင်းပျက်စီးနေတာအဲ့တော့တက်မတော်ရတာပြည်သူပေါ်မှာအမြင်ကြည်သွားမယ်ဆိုကျွန်တော်တို့နိုင်ငံမှာခပြတ်ဘာစနစ်နဲ့အုပ်ချုပ်ချုပ်ရတယ်နော်ဘာစနစ်နဲ့အုပ်ချုပ်ချုပ်ရတယ်အဲ့တော့ကျွန်တော်ပြန်ပြောပါမယ်တက်မတော်နဲ့ပြည်သူကိုတွေးခွဲထားတဲ့စနစ်နဲ့အုပ်ချုပ်တဲ့ကတက်မတော်ကပြည်သူနဲ့အမြင်မကြည်တဲ့အခါကျတော့စီးလုံးညီညွတ်မှုတွေပြုတ်ကွဲပြုတ်ကွဲပြက်ပြားပြီးတော့အဲ့ဒီမှာတိုင်းသားလက်နက်ကန်ကြီးကကျွန်းလာတာကိုခံရတာအဲ့တော့တက်မတော်နဲ့ပြည်သူတာကြည်ပြူနေလို့ လက်တွဲညီနေမယ်ဆိုခင်ဗျညီငယ်ရင်းလည်းပြီးသွားမှာတိုင်းနာလက်နဲ့ကန်နေတဲ့မှုစရာမလိုဘူးအဲ့တော့ကျွန်တော်တို့နိုင်ငံရဲ့နိုင်ငံရေးကိုကပြည်သူနဲ့တက်မတော်ကိုသွေးခွဲထားတာခင်ဗျနိုင်ငံရေးပါတီတွေကြည့်လိုက်နိုင်ငံရေးပါတီတခုထောင်းလာတယ်ဆက်ပေါ့ဆိုကြပါဆို USDP ပါတယ် USDP ပါတီရဲ့ကျောတော်နောက်ခံပါတယ်တက်မတော်ပဲပြောပြောအဲ့ဒါဒီအမိမြန်မာနိုင်ငံတော်ကပေါက်ခွာလာတာတိုင်းနာစီလုံးညီညွတ်ရေးပါတီရဲ့ကျောတော်နောက်ခံဒီမြန်မာဆိုရှယ်လီလန်းစင်ပါတီပဲပြောပြော သူဒီမြန်မာနိုင်ငံကပေါက်ဖွားလာတာဒီပုပ်ကိုများစီလာရနဲ့လာရဘယ်တော့မှနိုင်ငံကိုဖျက်ဆီးခဲ့တဲ့လူတွေမဟုတ်ဘူးနိုင်ငံကိုကာကွယ်ခဲ့တဲ့လူတွေပဲအခြားပါတီတခုပေါ်လာမယ်အဲ့ပါတီရဲ့ကြောတော့နောက်ကံဘယ်ရဘယ်ရလာတာလဲနိုင်ငံညာလာတာလားဥရောပအထောက်ပံ့တာလားအဲ့ဒါဆိုရင်အဲ့ဒါဆိုရင်ပျက်စီးဖို့ဆုတ်ယုတ်ဖို့ပဲလို့ချီတော့မယ်ဒါကိုကျွန်တော်တို့အထူးသတိချက်ဖို့လိုတယ်သိဖို့လိုပါတယ်ခင်ဗျာနော်ဒါဟာအရေးကြီးဆုံးစကားတစ်ချက်ကိုကျွန်တော်ပြောတာပါဒါကြောင့်ကျွန်တော်တို့နိုင်ငံမှာတက်မတော်နဲ့ပြည်သူအမြင်ကြည့်သွားရင်ဘယ်စနစ်နဲ့အုတ်ချုပ်အုတ်ချုပ်ရပါလဲအဲ့တော့ မင်းတို့တက်မတော်အမြင်မကြည့်နိုင်ဘူးလို့ပြောရင်တက်မတော်ကျွန်တော်တို့ပြုတ်ပြင်ရပါလိမ့်မယ်ပြုတ်ပြင်ကြရပါလိမ့်မယ်ကျွန်တော်တို့အစစ်စင်သောပုံကိုယ်တွေနဲ့ဝိုင်းဝန်းပြီးပြုတ်ပြင်သွားရပါလိမ့်မယ်ပြည်သူချစ်သောတက်မတော်တည်းရဲ့ဖြစ်အောင်ပြည်သူချစ်သောတက်မတော်ဖြစ်ကျွန်တော်တို့နိုင်ငံရေးသမားတွေမိဘပြည်သူတွေလှုပ်သားပြည်သူတွေနဲ့ဝိုင်းဝန်းပြုတ်ပြင်သွားရပါလိမ့်မယ်ဒါမှသာလျှင်ကျွန်တော်တို့အနာဂတ်နိုင်ငံတော်ကောင်းတစ်ခုတည်ဆောက်နိုင်ပါနိုင်ရမှာပါအချုပ်ချာအာဏာသွင်းတဲ့ပြည်တော်စုမပြုတ်ခွဲရေးကိုဘယ်သူတာဝန်ယူနေတာလဲ ကျွန်တော်တို့က union state နဲ့တပီတော်နဲ့သွားသွားပြီးတော်သူနဲ့သွားသွားအဲ့ဒါကိုတာဝန်ယူရတာတတ်မတော်ပဲကျွန်တော်တို့ကပြီးတော်သူစနစ်နဲ့သွားနေတဲ့ကြောင့်ပြီးတော်သူမပြိုကွဲကိုတတ်မတော်ကတာဝန်ယူရတယ်တိုင်းသားစီးလုံးညီညွတ်မှုမပြိုကွဲ135ပြိုတော်လူမျိုးတွေစီးလုံးညီညွတ်မှုတတ်မတော်တာဝန်ယူရတယ်အဲ့ဒီအချုပ်ချာအာဏာတည်တံ့ခံမျိုးကိုတတ်မတော်ကတာဝန်ယူထားတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့မဖြစ်မနေသူ့ကိုကျွန်တော်ထောက်ခံပါတယ်ခင်ဗျာ